အရင်တုန်းကရွာငယ်ရဲ့အနီးကမော်ပြီးရွာမှာလူသားတွေနဲ့မော်စရာတွေအတူရှင်တွဲနေထိုင်ကြပါတယ်ရွာသားတွေကသူတို့ကိုကြောက်တာထက်ချစ်ခင်လေးစားကြပြီးမော်စရာတွေကလည်းရွာကိုဘေးအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးကြတယ်တနေ့မှာမော်ပြီးရွာကိုအမောက်မော်စရာဇော်ဒီကန်ဆိုတဲ့မော်စရာကတိုက်ခိုက်လာတယ်သူကရွာသားတွေရဲ့ပျော်ရွှင်မှုကိုမနာလိုဖြစ်ပြီးမော်စရာတွေနဲ့ရွာသားတွေရဲ့ဆက်ဆက်ရေးကိုဖျက်ဆီးဖို့ကြံစီတယ်သူရဲ့မော်မဲတဲ့နဲ့ရွာကိုကျူးကျော်လာတဲ့အခါရွာသားတွေကမော်စရာတွေစီအကူအညီတောင်းခဲ့ကြတယ် ရွာရဲ့အသက်လိုချစ်တဲ့မော့ဇီယာကြီးအလင်းကားရကသူ့ရဲ့ရွှေရောင်မော့အင်အားနဲ့ဇော်တိကန်ကိုခုခံတိုက်ခိုက်ခဲ့တယ်ဒါပေမဲ့ဇော်တိကန်ရဲ့မကောင်းဆိုးဝါးအင်အားကတာလွန်နေတာကြောင့်အလင်းကားရအနိုင်မရခဲ့ဘူးဒါနဲ့ရွာသားတွေကသူတို့ရဲ့ယုံကြည်မှုမေတ္တာနဲ့စီးလုံးညီညွတ်မှုကိုအသုံးပြုပြီးမော့ဇီယာတွေကိုအားပြေးပေးခဲ့ကြတယ် ူတို့ရဲ့စိတ်တက်အာတန်မှုကမော်စရာတွေရဲ့အင်အားကိုအစမတန်မြင့်တက်စေခဲ့ပြီးနောက်ဆုံးမှာဇော်တိကန်ကိုအနိုင်ယူပြီးရွာကိုကဲတင်နိုင်ခဲ့ကြတယ်ဒီဖြစ်ရပြီးနောက်မော်စရာတွေနဲ့ရွာသားတွေရဲ့ဆက်ဆက်ရေးပုံမခိုင်းမာလာခဲ့ပြီးသူတို့ဟာဘယ်သူမှမခွဲခြားနိုင်တဲ့မိတ်ဆွေကောင်းတွေဖြစ်လာခဲ့ကြပါတယ်တင်ကန်းစာမေတ္တာယုံကြည်မှုနဲ့စီးလုံးညီညွတ်မှုရှိရင်မကောင်းဆိုးဝါးတွေကိုအနိုင်ယူနိုင်ပါတယ်